လုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမြစည်ရစိတ်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။မြစည်ရဝင်းတူမူမိမိစိတ်စဉ်ကိုရွေးဝဲခြင်းမိမိစည်းစိမ်၌သူပါတို့နှင့်ဆက်ဆံခြင်းကို ေးမခံနိုင်ချင်ရလတန်ရပြီးတော့ငါစည်းစိမ်နဲ့အံ့ဩပွဲသည်ငါမာတာဖြစ်ပါစေသူတစ်ပါးမဖြစ်ပါစေနဲ့ဟု တောင်းတခြင်းတို့သည်မစ္စယာ၏သဘောပင်တည်တင်လဲလူအောင်ရှောင်းနိုင်ပါစေမစ္စယာစိတ်ဇေတဝန်ကျောင်းတော်ကြီးသည်ခညာထေဝတည်ရှိနေ၏ကျောင်း၏တန်ကာတော်များတည်င်း300အဆောင်တစ်ခု၌တန်ကာတချို့တရားစကားဆွေးနွေးတိုင်ပင်ကြလေသည် သူတို့ဆွေးနွေးနေတဲ့အကြောင်းအရာကမကြသေးမီကအနုပါတိဒေတာပြိဋိဘံပြုသွားခဲ့ပြီဖြစ်တဲ့လောတကတိတာမထေရဲ့အကြောင်းပင်ဖြစ်လေတယ်။ရှင်သာရိပုတ္တရာကုရုမြတ်နဲ့အတူပါလာပြီးယဟန်ပြုခဲ့သည့်ယဟန်ဘဝတလျှောက်လုံးတဏ္ဍစာဆုံးကိုမြဝဝလလင်စာသုံးခဲ့ခြင်းမရှိသူလူဘဝသူလေမိခင်ဖြစ်သူပြိတ္တိစောက်တည်သည့်ကာလမှာစာ၍နေရရရွာ ပြက်လူဖြစ်ခဲ့ရပြီးရွာမှနင်ထုတ်ခံခဲ့ရသူအမိဖတို့ကလည်းသူ့ကိုအကြောင်းပြုနေသည်၍ငါပြနေရသည်မို့ပြစ်ထားပြီးအရတပါဖဲခွာသွားကြခြင်းခံရသူပြိနေဗံပြုသည်နေမှာရှင်သာရိပုတ္တရာကိုရုံမြတ်ကြီးအစွမ်းကြောင့်သာစတုမတူကိုတဏတင်းတည်ခြင်းနဲ့စွာဖုံးပေးတိုးဆောင်ခဲ့ရရှာရဲ့လောတကတိတာအကြောင်းကိုပြောဆိုနေကြခြင်းဖြစ်လေတဲ့ထိုရဟန်းများအနည်းတို့မြတ်စွာဘုရားသခင်ရောက်ရှိလာပြီး ချစ်တိုင်ဟန်တို့အပေစကားဖြင့်စီဝေးနေကြကုန်သည်နီမန်လှပါမကြာသေးမီကပြိဋိဘယ်ပြုခဲ့တဲ့လောတကတိတမထေနှင့်ပတ်သက်၍ပြောဆိုနေကြပါသည်ထိုအခါမြတ်စွာဘုရားသခင်က ထိုလောတကတိတမထေရဲ့အတိတ်ကိုဆောင်၍ဟောကြားတော်မူနေတယ်ယဟန်တို့ထိုယဟန်သည်နေတော်လားရှိသည်ဤအဖြစ်သည်၎င်းမမေ့သည်ပင်ပြု၍အရိယာတို့၏တရားထူရသည်ဤအဖြစ်သည်၎င်းဖြစ်ချင်းပင်တည် ကတပမြတ်စွာဘုရားလက်ထက်လူတို့၏တည်တံသည်အနှစ်နှစ်တောင်ရှိကုန်၏ကတပမြတ်စွာဘုရားတာသနာ၌တိလဝန္တသိခာကာမယဟန်ပေါင်းများစွာရှိတဲ့အနှစ်မှာယဟန်တပါသည်မြို့အကြောင်း၌မနေတောအကြောင်း၌သတင်းသုံးလိုသည်ဟုဆိုကာကမနဝါတရွာကြီး၌သတင်းသုံးနေတော်မူ၏ရွာကြီးကစီကားသလားတိလရှိသောသိခာနှင့်ပြည့်စုံတဲ့ကုရောကိုကမထာဝါတရွာ၏ အေးချမ်းစွာနေနိုင်လေတယ်။ရွာတကြွေကလည်းကိုရောအလိုရှိသမျှကိုမညိုညင်ထောက်ပံ့လေ။ဒီနေ့မှာတော့အိန္ဒိသိခါနဲ့ပြည့်စုံတဲ့ယဟန်တပါရွာလေအတိုင်ကြွလာလေတယ်။ယဟန်မှာရှစ်လေးတောင်မြောက်ကသာကြည့်၍တတိတမပတ်မပြတမာရီရှိစွာသောခြေလမ်းများဖြင့်လန်းလာနေ၏။ကိုရောဤအိန္ဒိနီတိလမြဝန်တို့ဤကြည်လင်ရှင်လက်ခြင်းတို့ကိုရွာသူရွာသားများတို့ မျက်နှူးစွာထူးဆန်းစွာဖြင့်ဖူးမြော်ကြလေတယ်။ကုရောကခြေလက်မပြေ။ကာမနဝါတာတကြွေသည်ရွာသူရွာသားများအထူးဆန်းဖူးမြော်နေကြတဲ့အာဂန်တုကုရောကိုကိုယ်တိုင်ထွက်လာ၍ဖူးမြော်တယ်။အလိုကြီးညူဖို့ကောင်းလာကြည်လား။အလုံးကိုသီလသမารီနဲ့ပြည့်စုံတဲ့ယဟန်မေပဲ။တကြွေဤရင်၌ပီတိသောမနတာသည်ဂွန်းကိုစီထိတဲ့ကဲ့သို့ခန်းစားလိုက်ရသည်။ သူဤပီတီသည်ယဟန်အပေါ်၌ဒါနတရားအသွင်ကူးပြောင်းသွား၏အာဂန်တုယဟန်အပေါ်၌လူဒန်းဒါနပြုလိုတဲ့စိတ်သည်တဖွာဖွာပေါ်ပေါက်လာတော့တယ်အချိန်ကလည်းနေ့စဉ်စားချိန်ရောက်နေပြီမို့တကြွေဤစိတ်ဝဲနေ့စဉ်ပင်ကျွေးရင်အတွေ့အတိတပြင်းထန်လာတော့တယ်အရှင်ဖျားအဘယ်ရောက်ကိုကြောက်မှာပါလဲဖျားအရှင်ဖျားဤကြောင်းတော်ကိုကြောက်မှာပါတကားကိုတော်သည်စွန်းစားရင်အတွေ့တကြွေဤနောက်မှကြော်လာတယ် စွန်းစားချိန်ရောက်နေပြီမို့အရှင်ဖျားအတွက်နေစွန်းကိုတပည့်တော်လူတန်းပါတယ်တပည့်တော်အိမ်မှာနေစွန်းကိုဖုံးပင်းရင်ကြောက်ပါဗျာကိုတော်လေးစွန်းစားရင်အတွက်တကြွေအိမ်နောက်မှာကြွာလာလေးတယ်တကြွေအိမ်၌အသင့်ချက်ပြုတ်ပြီးတဲ့ခဲဘွယ်ဘောစင်တို့မှာ အမှုအမျက်တို့ကိုအာဂန်တို့မထေအားဖွဲ့ဖွဲ့ရရပြင်စီလူတန်းလေးတယ်ကိုတော်ဒီအိမ်ကြီးစွာဖြင့်နေစွန်းကိုဖုံးပင်း၏စွန်းစားပြီးတော့ ကိုရောဤဟံမူရာတို့ကိုကြည်လေတကြွေမှာပို၍ပို၍ကြီးညိုတရာပွားများလာ၏အာကန်တို့ကိုရောစွန်းစားအပီးကိုဆောင်ကားနေ၏အရှင်ဖျားဒီရွာကိုကြောက်လာတာဆိုရင်တော့တပိတော်ကြောင်းရှိပါတယ်ဖျားရွာဥမှာတပိတော်ကြောင်းနဲ့တပိတော်တို့ကိုကိုွယ်တဲ့ဆရာတော်ကရှိပါတယ်ဖျားအရှင်ဖျားပြောသလောက်တရင်သုံးတော်မူပါဖျားကောင်းပါပြီတကားကျုပ်တင့်ကြံကိုသွားပါမယ်ကိုရောတကြွေအိမ်မှာ ထွက်၍ရွာဥတို့ဥတီရှောင်းလာ၏ ဘာသဝတရားများကုန်ခန်းနေပြီဖြစ်တဲ့ကိုရော့ဤတည်ရုံမှာជីမကြီးရှုမဝတပ်ပယ်လာနေတယ်။အာဂန်နုယဟန်တကြွဤကြောင်းတို့ရောက်တော့ကျောင်းနိုင်ကိုရော့ကခီးဦးကျူဆိုတယ်။ငါရှင်အဘေရက်ကိုကြောက်မှာပါလေ။မင်းလာပါ။တပည့်တော်ကကတ္တပမြတ်စွာဘုရားကျောင်းကိုကြောက်မှာပါ။ဆုံပြည့်စုံပြီလားငါရှင်။ပြည့်စုံပါပြီ။အရှင်ဖျားရဲ့တရက်ကဆုံးကတဲ့ဖြင့် သူ့အိမ်မှာပင်စွန့်ကိစ္စပြီးခဲ့ပါပြီ။တပည့်တော်ရဲ့အကြောင်းမှာနန္ဒနေနေနေတော်မူပါဗျာ။ထို့အခိုက်တကြွတီကျောင်းပေါ်သို့လိုက်လာပြီးကျောင်းနေစီအရကိုဝှစ်ဖြစ်၏။မလန်းမကန်းမှထန်နေတဲ့အာဂန်နုကိုရကူကရှိခိုးပြီးအရှင်ဖျားတပည့်တော်ကျောင်းမှာတရင် သုံးမယ်ဆိုရင်စိတ်ကြိုက်တရင်သုံးပါဗျာ။တပည့်တော်အရှင်ဖျားအတွေ့အိယာနေယာပြုပြင်ပေးပါမည်။သူတို့ပြောက အခန်းတစ်ခန်းကိုပြင်ဆင်၍အဲ့ရနေရပြုလုပ်ပေးလေတယ်။ နေရာပြင်ဆင်ပြီးတဲ့နောက်အာဂန္ဓုကိုရောအားအရှင်ဖျားဤကမနဝါတာယွာ၌တည်င်းသုံးမယ်ဆိုရင်တပိတော်ကိုပစ္စည်းလေးပါးတည်းရကအဖြစ်တတ်မှတ်ပါဖျားတပိတော်ဆရာတော်အဖြစ်အရှင်ဖျားကိုလည်းတတ်မှတ်လှူကျွေးပါမည်ဖျားတကြွေကအာဂန္ဓုကိုရောကိုလူလူလလရှောက်ထားနေသည်ကိုကြားရတဲ့အခါเจ้าနိုင်ကိုရောရဲ့ရင်တွင်မှာအိတ်တာမီစီယာတို့သည် ထက်ကြနိုးကြလာတော့တယ်။အာဂန္ဓုကိုရောအပေါ်မှာ မနာလိုဝန်တော်စိတ်ဖြစ်ပေါ်လာ၏မိမိစည်းစိမ်၌မိမိအတွက်တတ်မှတ်ပေးထားတဲ့ကြောင်းအရာနေရာ၌သူတပါလာရောက်နေထိုင်တော့မီကိုစည်းစိမ်တွင်သူတပါတို့နှင့်ဆက်ဆံရတော့မီကိုမလိုလားတော့อืมជីတကာဟာငါ့ကိုဖြင့်ကိုးတာကိုးကွယ်နေတယ်တခါမှအဲ့ရခင်းပေးတယ်လို့မရှိဘူးခုဒီမှာမဟုတ်တဲ့အာဂန်တို့ရဟန်ကြတော့အဲ့ရခင်းပေးရတဲ့ဘာနဲ့ပြားနေရပဲမစ္စရာစိတ်ဖြစ်လေတော့တယ်တကာတကျကွာ တန်ကာနီတော့ကျောင်းနိုင်ကူတော်နဲ့အာဂန္ဓုကူတော်တွေကိုနှုတ်ဆက်ရှိကူဝှစ်ဖြစ်ရင်အရှင်ဖျားတို့အရှင်ဖျားတို့နှစ်ပါးစလုံးမနေ့ပြန်အာယုံစုံကိုတပည့်တော်အိမ်မှာကြောက်ရွံ့ဖုံးပေးကြပါတပည့်တော်အာယုံစုံပြစ်မာတယ်ဖျားအာယုံစုံပြစ်ပြီးတော့ပြန်သွားလီတော့တယ်တကြွယ်ပြန်သွားတော့ကျောင်းနိုင်မထီမှာအာဂန္ဓုယဟန်ကိုဟဲ့ပပဲစကားပြောခြင်းမရှိတော့ပဲတီတီကြီးထန်နေလေတယ်ကျောင်းနိုင်ပုဂ္ဂိုလ်ဤရှင်တွင်၌ဖြစ်ပြက်လောင်မြတ်နေတဲ့ ဣတတရားဆိုနေအဝတမင်းစီယလာဘမင်းစီယနေကုလမင်းစီယမိတို့ကိုအဘိညာယဟန္တာများဖြစ်တော်မူသောအာကနုယဟန်ကတည်နေ၏ဒီကိုတော့ဒီเจ้าမှာအမြင်နေတော်ရမလားအမြင်နေတော့ခဲ့ရချည်ရဲ့ခုလိုပုံစံနဲ့ဆိုเจ้าငကကငါ့ကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်ထင်မှာမဟုတ်ဘူးအိတာမင်းစီယကျိန်တလာသည် အနစ်နတောင်များကြင်ကြံကြုတ်ကုတ်အားထုတ်လာသောကျောင်းနိုင်စီရတော့ဤဝိပဿနာဉဏ်ကိုဖုံးအုပ်သွားခဲ့လေပြီ။နောက်တစ်နေ့နဲ့ခင်အစအာယုံမလင်းခင်တိုင်းကျောင်းနေဖုံးကြည့်သည်အိယာမထားလေနေ့စဉ်ဝမပြဲနန်နဲ့လုံမြဲအလုပ်ကိုလုပ်လေတယ်။နေ့စဉ်နေ့တိုင်းကျောင်းပေါ်ကြောင်းအောင်ထမြက်လဲခြင်းတောက်ရည်တုံရည်ဖြစ်ခြင်းအုံမောင်းခောက်ခြင်းကျေးစီထူပြီးမှစွန်ကိစ္စကိုဆောင်ရွက်လေတယ်။ဒီနေ့နန်နဲ့လဲ ထိုအမှုများကို ပြုမဲပြု၏သို့သောပြုပုံကရခေနှင့်များနေမတူတမှုထူးကြနေ၏ရခေနှင့်များကစိတ်ကောင်းစေတနာနှင့်ပြုခြင်းဖြစ်တော်လေယင်းနှင့်မှာတော့အိတာတိမ်ဖုံ မစ္စယာသည်တလာကွယ်နေ၍ကျောင်းအောက်ဓမြက်လေးရာ၌အတံမထွက်စီပဲလဲခဲ့၏အုံပေါင်းကိုလည်းသူ့ရဲ့လက်သေးကလေးနှင့်သာခောက်၏အာဂန္ဓုကိုယ်တော်၏ခန္ဓာကားကိုပါ သူ့လက်သေးကလေးနှင့်ခောက်ပြီး ဝိနီလို့အပြစ်လို့နိုးလေးတယ်။သူ့အတွက်ကဝိနီကလွတ်ချင်လွတ်ပေလိမ့်မယ်။သို့တော့မက်စီယာဤအကျိုးကမလွတ်နိုင်ပေ။မက်စီမဘဝကံသည် နောက်ဆုံးဘဝတိုင်ခံစားရပေတယ်။အာဂန္ဓုကိုတော့အဲ့ရမှာမနိုးဟုဆိုကသူ့ဘာသာတပါးရဲ့စွန့်ပစ်တဲ့ကြွယ်အိမ်တို့သွားလီတော့တယ်။တကြွယ်ဤအိမ်မှာကငင်းစီမီးတန်ကြီးများကိုထိန်ထိန်လင်းအောင်ထွန်ထားကတန်ကာရုံနှစ်ပါးစဉ်စားကြွလာကိုစောင့်နေကြတော့တယ်။ကိုရောကြွလာတော့အခါ အာကန်တို့ကိုတော့မပါပဲကျောင်းတိုင်ဖုန်ကြီးတပားတည်းသာဖြစ်နေ၏အရှင်ဖုရားအာကန်တို့ကိုတော့ပါမလာပါလားဖုရားကျောင်းတိုင်ဥပစင်ကတကြွကိုခမမာတစ်ချက်ကြည့်ပြီးစွန်းပွဲတွေဝင်ထန်လိုက်၏အတန်ကြာမှမကြင်မနက်အတန်နေတခအာကန်တို့ဥပစင်ကတော့မပြောချင်တော့ပါဘူးကွာဘာများဖြစ်လို့လဲဖုရားပြင်ကျောက်သွားလို့လားမဟုတ်ပါဘူးကွာမနေ့ကတခါတော့ကျွေးလိုက်တဲ့အစီအစိတ်နေစားပြီးတော့အိတ်နေလိုက်တာ ကြုံလို့တာတော့မှမနှုတ်ဘူး။အုံမောခောက်တာလဲ तू မကြားဘူး။တကြွယ်သည်ဘာမှမပြောတော့ပဲခက်တွေတွေလေးဖြစ်သွား၏။ကြောင်းမတိုင်ဥစဉ်ကသာစွန့်လုတ်ကြွေးလေတယ်။ကိုတော်စွန့်ကိစ္စပြီးတော့တကြွယ်ကဘာပဲဖြစ်ဖြစ်အာဂန္ဓုကိုတော်အတွက်တပည့်တော်တို့ထပ်ပေးလိုက်ပါမယ်ဖျား။အရှင်ဖျားယူသွားပေးပါအောင်။မယူသွားလို့တော့လေမယူဘူးဟုပြောရင်မြင်တော့မှမတင်လျော်။ထို့ကြောင့် တကြွယ်လူလိုက်တဲ့အာဂန်တုအတွေ့ဆွန်ကိုတော့တပိတ်တဲ့ချက်ကယူခဲ့တော့တယ်။တကြွယ်ဤဆွန်တို့မှလည်းစီဥ်ထွတ်ပါကျင်းလဲတို့ဖြင့်အမှုအမြပြုတ်လုထားတဲ့ဆွန်ခဲဝယ်များဖြစ်လေတယ်။တကြွယ်ဤအိမ်မှာအပြန်လမ်းတလျှောက်ကျောင်းနိုင်ဥပစင်ဤစိတ်တို့ဟာမတည်ငြိမ်။음ဒီလိုစီဥ်ထွတ်ပါအမြဆွန်ဆွန်တွေကိုကျူးလိုက်မိရင်တော့အာဂန်တုကရာငါကျောင်းကမခွာပဲဖြစ်နေရောမယ်။မဖြစ်ဘူး။ငါကျောင်းမှာကြာကြာနေလို့ကိုမဖြစ်ဘူး။ဒီတော့ ငါဘာလုပ်ရမလဲငါဘာလုပ်ရမလဲသူဘာလုပ်ရမလဲကိုစဉ်းစားမရဖြစ်နေ၏ဟုတ်ပြီလမ်းမှာတွေ့ရသူတရားရောက်ကိုပေးခဲ့ကျွေးခဲ့ရင်ကောင်းမလားကိုတော်သည်တပားတဲ့တပွဲဖြစ်နေတော့လေအိတ်တာနဲ့မစီယာပူရဲပါဝင်လေနပါရဲဖြစ်နေသည်ကိုသူ့ဖာသာပဲမသိရှာဒါလည်းမကောင်းသေးပါဘူးလူတွေဆိုတာတယောက်ကတရားတယောက်စကားတယောက်နာပေါက်ကြားသွားရင်တော့ဟွန်းဒီနည်းလည်းမကောင်းသေးပါဘူး နောက်တနေ့စဉ်းစားဦးမှာစုပြရန်အခက်အခဲကိုစဉ်းစားရမရနိုင်ရေတွင်ပြစ်ချမီကြံစီတော်လဲစီတဝိဝိနှင့်ရက်သူရွာသားများတည်၍တချွေနာပေါက်ကြားသွားနိုင်နေမြေတွင်ဤအတိုင်းပြစ်ထားခဲ့ပါကလေငဲ့များကြီးများလာရောက်စားတော့ရမှာဟိုဒီတဲသွားอยู่ရင်ဖြင့်ဤကိစ္စပေါ်သွားနိုင်လေတယ်တွေးရမရအောင်ခေါင်းချောက်လျက်ရှောက်လာရင်လည်းတနည်းအားအရောက်မှာတော့ကိုရုရဲ့အတွေ့ရခက်မှုကိုဖြေရှင်းပေးလိုက်တဲ့ကဲ့သို့ဖြစ်သွားရလေတော့တယ် မေးလောင်၍မဲညစ်နေတဲ့ရှားခင်ရိုးပြတ်တဲ့သူစူးများကိုတွန်းချကမေးကြည့်ခဲ့များပြားများဖောက်အောင်ပြီးတော့စစ်ချရာမှအကြောင်းတို့ဆက်လျှောက်ခဲ့လေတော့တယ်တကြွယ်ဤစူးများကိုအာဂန်နုကိုရအာမကျွေးလို၍တွေးတောကြံစီရာမှနောက်ဆုံးတော့မေးကြည့်ခဲ့များပြားများဖောက်အောင်ခဲ့သည့်အထိကိုရောရဲ့အဖြစ်ကိုကြောင်းတွင်းကြံနေခဲ့တဲ့ကိုရောမှာသိနေလေတယ်အပိန်ညင်ရတဲ့ယဟန္တာဒိဗဗစကုပိုင်ရှင်မထေဖြစ်တဲ့အာဂန်နုကိုရောသည် ဇသမပဖလတ်သမပဝင်စားနေရမှာထားလိုက်တယ်။ကျောင်းနိုင်ကိုရောရဲ့အကျဉ်းစီကိုတီးပြီးဖျားကဤကျောင်းဤရောင်း၌မနေဟုစုကဇန်အပင်ကြီးတကူဖြင့်ကောင်းကင်ယံမှပြန်ကြွသွား၏။ယဟန္တာအရှင်မြတ်ပြန်ကြွသွားပြီးမှကျောင်းနိုင်ကိုရောကျောင်းသို့ပြန်ရောက်လာ၏။ကျောင်းနိုင်တကားတစ်ချက်မျှပင်ပွင့်မနေလှူရှားမှုတစ်ခုမှပင်မရှိ။သို့သောကျောင်းပေါ်သို့ရောက်၍အာဂန်တုဤခံကိုကြည့်လိုက်ရာ အာဂန္ဓုကိုတော့မရှိတော့ဘူးကိုရောစဉ်းစားရကြက်သွားပြန်ပြီအာဂန္ဓုကိုတော့ဘယ်ဘုံပင်နေပျောက်ဆုံးသွားရသနည်းတကားလေတစ်ချက်မှပွင့်မနေသို့ဆိုရင်အာဂန္ဓုကိုတော့ဒီတာမန်ပုရုဇေဟံမှ ဟုတ်ပါရဲ့လားမဖြစ်နိုင်ပုရုဇေဟံဆိုရင်စွန်စာနောက်ကြသည်ကိုလိုက်လာမည်ယခုကဲ့သို့တကားတစ်ချက်မှမပွင့်မဲပျောက်သွားနိုင်မည်မဟုတ်ဤအာဂန္ဓုယဟန်သည်ယဟန္တာသာဖြစ်ရမည်ဟင်း ငါမပြီငါလုံးဝမသွားပြီရဟန္တာတပါအပေါ်မှာငါပြစ်မလိုက်မိပြီဘာမဟုတ်တဲ့အစားတလုပ်တွေဝန်လေးတော်အမှုကိုပြုတ်မိမားခဲ့ပြီအာဂန္ဓုမတရားရဟန္တာစစ်စစ်အေကံဖြစ်ပါကငါစိတ်အကြံကိုတည်၍ပြန်ချသွားခြင်းသာဖြစ်ပေမယ်လောကကြီးတစ်ခုလုံးသည်အိုထိန်ဆက်လဲသည်ကဲ့သို့သွတ်သွက်ခါလဲသွားရသည်အိတာမစီယာဖုံးလွှမ်းနေစဉ်ကလား မိမိမားနေသည်ကိုတတိမမူခဲ့တော့လေယခုအခါမှာတော့မိမိမားကိုလုံလုံတိလိုက်ပြီဖြစ်၏တို့တို့နောက်ကျသွားခဲ့ပြီအရိယာသူတော်စင်အပေါ်တွင်ပြင်မာခဲ့လေပြီမူထိုမားမှုအတွေ့နောင်တရရုံမှတပါမိတို့မြမတက်နိုင်တော့ပြီထိုနောင်တတရားသည်သူ့နှလုံးသားသူ့စိတ်ကိုတုံ့လောက်စေသည်ညှိုးလျော့စေသည်အိုကိမှုပေါ်တင်၍လောခံရတဲ့ပန်းတပွင့်နှင့်သူ့စိတ်သည်ညှိုးချောင်းနှွမ်းပြဲ့ရပြီ သူတော်ကောင်းကိုပြမမိခြင်းအတွေ့တောကပြပါရဖေးဆက်ရောက်ကနောင်တဝေဒနာစုကိုပင်ပန်းကြီးစွာခဏရရှာတယ်။ဤသို့ပင်ပန်းကြီးစွာဝေဒနာခံစားရင်းနေပြီ။ကျောင်းနိုင်ကိုယ်တော်သည်ပြန်လွင်တော်မူလေတယ်။ပြန်လွင်တော်မူပြီးဒီနောက်မှာတော့ငရဲပုံ၌အနှစ်တသိန်းတိုင်ငရဲခဏရရှာ၏။အမျိုးမျိုးအဖုံဖုံသောငရဲတွင် ပုံစံမျိုးစုံဖြင့်ခံစားရလျော်တယ်။ဤမသာမဝသည်ရွာမှာကံကြီးတစ်ခုအနေနဲ့ရှိသောကြောင့် ။ထိုကဲမရေကြီးကသူတို့ရွာလေးကိုခုနှစ်ကြိမ်တန်းတန်းရေမျောရလေ၏။သူစီရဲ့များတို့ရေကြီးချင်းဒုက္ခကြောင့်ခက်ခဲသောစီးပွားရေးကိုရင်ဆိုင်ရစေရေကကြီးလာတဲ့အခါပို၍တနေ့တပူဖြစ်ရသည်။ရွာသူရွာသားများဤစီရဲ့ချင်းကိုရင်ဆိုင်နေရခြင်းဝင်နောက်ထပ်ခန်းစားကြရကပေါ်လာပြန်နေ။ရွာ၌မိအကြီးကျယ်လောင်သည်တစ်ကြိမ်နဲ့မိကြီးခုနှစ်ကြိမ်လောင်ပြန်၏။ရေကြီးပြီးမိလောင်ခဲ့ရတဲ့ကြောင့်ရွာသူရွာသားများဟာ မိကြမှာအစ်တလူပြေးကြရလေတော့တယ်။ရွာတောင်ဘက်ကိုပြေးကြဟေ့ပြေးကြဟေ့အဲ့ဒီဘက်မှာမင်းတို့တည်းတဲ့ဟေ့ခုနှစ်ကြိမ်လောင်းတော့မီဒုက္ခိတရွာငယ်အတွက်ပြီးမသွားသေးပါဆက်၍မိုးကြီးခုနှစ်ကြိမ်တဲကြီးမဲကြီးရွာလီသေးတော့တယ်။ရေကြီးလက်တီကခုနှစ်ကြိမ်မိကြီးလောင်တီကခုနှစ်ကြိမ်နဲ့မိုးကြီးခုနှစ်ကြိမ်ဆက်တိုက်ဖြစ်ခဲ့လေတယ်။ရွာ၌အကုသူက လူရုပ်မှရှိပြီဟုယူဆကား ရွာကိုတဖြည်းဖြည်းခွဲကြံစိတ်ပြ၍စစ်စီသောလူယုံမှပေါ်လာခဲ့၏ထို့ပြင်ရှင်ပြင်းဤမင်းပြင်းမင်းတန်ကလည်းတင့်သေး၏မေတ္တာဝိနကကိုကိုဝင်ဆောင်ထားတဲ့မိခင်ဖြစ်နေလေ၏ထို့ကြောင့်ရွာမှနင်းထုတ်ရာမေတ္တာဝိနကဤမိခင်နှင့်ဖခင်တို့မှရွာပြင်၌ပင်ပန်းဆင်းရဲစွာနေရရှာတယ်ထို့သူဆင်းရဲပင်ပန်းနေလျက်ကပင်မေတ္တာဝိနကကို မွေးဖွားခဲ့ရတော့တယ် ထိုကလေးကိုအကြောင်းပြု၍ပြုလုပ်သည်များအလုပ်တို့သည်အစဉ်ပြေချုံးဝေခြင်းမရှိမိခင်ဖခင်တို့သူ့ကိုမြည်၍ပင်ပန်းလွန်းသောကြောင့်ဘာနတိတို့ပုတ်လုပြစ်လိုက်တော်တယ်ဘာနတိတွင်တောင်းရန်စားတော့နေရ၏သို့သောဝဲဝသည်ဟု၍မရှိခဲ့ဝဲရည်အတွေ့အမဲခက်ခဲငတ်မွနေခဲ့၏ထိုအချိန်ကဂေါရမဖရာလောင်းသည်ဘာနတိ၌တိတာပါမောကဆရာကြီးဖြစ်နေလေတယ်ဖရာအလောင်းဆရာကြီးက ငါပြနေတဲ့မိတ္တဝိနကကိုခေါ်ယူကြည့်မူပညာသင်ပေးခဲ့လေတဲ့ထို့သူပညာသင်ပေးခဲ့တော့လေမိတ္တဝိနကမှာမူကောင်းမွန်စွာမနေခဲ့ပြီပညာလေးအနည်းငယ်တက်တော့အခါเจ้าတွင်ရှိတဲ့เจ้าသားများနဲ့ပြဿနာဖြစ်တော့တယ်တယောက်နဲ့တရားเจ้าရှိလူကုန်နဲ့သူမတက်ကြပြီမင်းတို့ဘာဖြစ်လာကြလဲကွမိတ္တဝိနကနဲ့ရံဖြစ်လာကြလို့ပါဟာမနေ့ကလည်းတယောက်မနေ့ကလည်းတစုနဲ့ရံဖြစ် မိတ်တဝင်ကောင်ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ဘာသာကြည့်လောက်ပါမယ်ဆရာကြီးကျောင်းသားများရှင်းလိုက်တင်ဒီကတော့လွယ်ပါသည်မိတ်တကဝင်ကောင်ကိုသူတို့အုပ်စုရိုက်နေနေထုတ်ပြစ်လိုက်ကြတော့တယ်ဟိတ်ကောင်သွားမင်းမနေနဲ့တော့တို့အုပ်စုတွေနဲ့မင်းနဲ့ဘယ်လိုမှမဖြစ်ဘူးသွားတော့ဟိတ်ကောင်မသွားရမရအောင်ဝိုင်းဝန်းထုတ်ခုတ်ကြသည်နိုင်မိတ်တဝင်ကောင်မှာအာမတန်မန်ရှော့ကဆရာကြီးကြောင့်မှထွက်လာခဲ့ရတော့တယ် အတိတ်ကပြုခဲ့ပူတဲ့ကုသိုလ်ကံကုန်ပြန်၍လမ်းဘေးသို့တခါပြန်ရောက်ရပြန်တော့တယ်။ခြေဦးတရဆစ်ထွက်ခရာမှာပိစံတရီအရာမှာရွာငယ်လေးတရွာတို့ရောက်ခဲ့ရတော့တယ်။ထိုရွာမှာမင်းကလေးတယောက်နဲ့အိမ်တော်ကြက ရွာထဲနိုင်နေ၏။သူ့အတွေ့အကုသိုလ်ကံကတလဲခေါင်းထောင်လာပြန်ချီပြီ။သူရောက်ပြီးမှထိုရွာလေးသည်လေအကုသိုလ်ဂျိုးဆူးမှု၍မီးလောင်ရေးကြီးဖြစ်ရလေတော့တယ်။သူ၏မစ္စည်းရအတိတ်တစီကြီး၆ရွေး ရွာသူရွာသားများတောကရောက်ရချီပြီမိတ်တဝင်ကတင်းရောက်ပြီးမှဒီရွာမှာအကုသူဂျိုးဆိုးမွေတယ်ဒီတော့တင်းတို့ရွာထဲမှာမနေနဲ့ရွာပြင်ကိုထွက်ကြတော့အဲ့ဒီအချိန်မှာတော့မိတ်တဝင်က၌ကလေးနေဖြစ်နေပြီဇနီးနေကလေးနှစ်ယောက်ကိုလက်ဆွဲကရွာပြင်သို့ထွက်ကြရတယ်ရွာပြင်၌သူတို့မလုံမလဲတဲလေးဖြစ်နေရတော့တယ်မင်းရွာပြင်မှာနေပြီးတော့တို့ရွာကိုဖြစ်လို့ဖြစ်စီလှုပ်ကြမယ်လူတွေချင်းပြင်မြောက်စားမယ်တဲ့နေနေ တို့စုံစမ်းပေးရမယ်ဟုတ်ပြီလားဟုတ်ကဲ့ကျွန်တော်လုပ်ပါမယ်ရွာကသူ့ကိုအလကားမထားရွာပြင်ထုတ်၍သတင်းစုံစမ်းခိုင်းလိတယ်သတင်းမစုံစမ်းမီနေပြည်တော်မှာသူတို့ရွာ၌လူစုတမျှများဟုဆွဆွဲကရွာမလူများကိုလာရောက်ဖမ်းဆီး၏မဟုတ်တဲ့မမှန်တဲ့များဖြင့်လာရောက်ဖမ်းဆီးခြင်းဖြစ်ရာအဖမ်းခံရသူမိသားစုရွာသူရွာသားများကမကြေမနပ်ဖြစ်ကြတော့တယ်မိတ္တဝန်ကအကုသူကံကြောင့်ဟူယူစားကား ရွာမှအပြေးပိုင်နှင်းထုတ်လိုက်ကြပြန်နေမိမနှင့်ကလေးနှစ်ယောက်လက်ဆွဲကခြေဦးတရထွက်ပြေးရပြန်တော့တယ်သူတို့မိသားစုရောက်တော့အရာမှာတော့ဘလူးများကျစားရနေရဖြစ်လေတော့တယ်မောင်နှင့်မဲမဲညမိုက်ထဲမှာတော့သားနှစ်ယောက်အလဲထား၍မိသားစုတစ်ပင်အောင်၌အိပ်ပျော်နေကြတော့တယ်မောပန်းလွန်းနာကြောင့်ဝင်းကျင်မှာအတန်များကိုမကြနိုင်တော့သူတို့အိမ်နေရာသို့ဘလူးကြီးတယောက်လာရောက်ပြီးတော့မဲကြဝင်ကဤဇနီးလက်ကိုဆွဲလိုက်ရမှာတော့လက်အော်လိုက်တော့တယ် ာလှုပ်ကြပါအောင်ဘလူးကြီးကမိခင်ကိုဖမ်းခေါ်သွား၏ကြံဘလူးများကကလေးနှစ်ယောက်ကိုဖမ်းပြီးတော့မိတ်တဝင်းနကနောက်သို့လိုက်ကြ၏မိတ်တဝင်းနကပြေးလိပြီမောင်နှင့်မမဲဘလူးကြီးလိုက်ရသဖြင့်မိတ်တဝင်းနကမျက်ခြေပြတ်သွားလိပြီမိတ်တဝင်းနကကထင်ရပြေးခရာပင်လေကန်းကြီးလေးစိတ်တစ်ခုသို့ရောက်ခဲ့တော်တယ်နန်းနဲ့မိုးလင်းလာတော့မိတ်တဝင်းနကလည်းလေတကြီးတယောက်ကိုပြောဆို၍လေထိုးသားအဖြစ်လိုက်ပါခဲ့တော်တယ် လေကြီးသည်ပင်လယ်ရင်းမှာတော့ရွက်စုံလွင်တက်စုံဆွေရလာခဲ့တယ်။ဘလူးရံမှလွတ်လာတဲ့မိကြဝင်းကသည်လေတက်ကိုစုံကန်းကအာကျိုးမတ်တဲ့လောခတ်နေရှာတယ်။သူမှလေတကြီးကိုကျေးဇူးတင်နေရ၏။လိုက်ခွင့်မပေးခဲ့ပါက သူနောက်သူလိုက်လာတဲ့ဘလူးနဲ့ရင်ဆိုင်တွေ့ရလျင်အသက်နှစ်ခန္ဓာမြဲတော်မည်မဟုတ်။လေကြီးမှာအပြောကျင်လာတဲ့ပင်လယ်ရင်းတို့ရောက်လာခဲ့တော့တယ်။ရှင်းနဝေယမိသည့်အရက်ကိုကြည့်ကြည့်ကမ်းမမေလက်မမင်း င်လေပြင်းဤအလေရောက်ခါမှရွက်လေကြီးသည်ရှစ်တို့ဆက်ထိုး၍မရကြောက်ဆွဲထားတကဲ့သို့ငိမ့်လျက်ရက်လျက်တာရှိနေတော်တယ်လေတကြီးမှာတော့သူ့လေကြီးရှင်းမထွက်သည့်အတွေ့စိတ်တော့ကရောက်၍ရှင်းအောင်ရောက်ရက်ခတ်နေတော်တယ်လေသမားများမှလည်းလေပေါ်မှာလူရုပ်မှာပါလာပြီးဟုဒေါသတကြီးညင်ညူနေတော်တယ်ဒါဆိုရှင်းမရှစ်ဆက်လို့ရမှာပေါ့တကြီးရဲ့ဟုတ်တယ်လူရုပ်မှာကိုမဲချမှာဖြစ်မယ်မဲချပါလေတကြီး ကန်စုသူမိတ္တဝိနကမှာမူခုနှစ်ကြိမ်မြောက်မဲနဲ့ရာမှာတော့ခုနှစ်ကြိမ်လုံးသူသာမဲပေါက်ပြန်လေတယ်။အာလုံးစန္ဒအရာလီထူသားများမဲချရာတော့တယ်။အတိတ်ကံကွဲကြမှုက သူ့ကိုအညိုဖြစ်ဆွေပြန်လီတော့တယ်။ကဲမိတ္တဝိနကစိတ်တော့မကောင်းပါဘူးကွာ။ဒါပေမဲ့မင်းကလည်းကန်စုလို့နေ။ကဲသူ့အတွက်ဝါဒစည်းကိုချပေးလိုက်ပြီးတော့လေတကြီးရဲ့စေတနာကြောင့်ဝါဒစည်းကိုအဖော်ပြု၍ပင်လယ်ထဲမှာသူဆင်းခဲ့ရ၏။ ဝါစီလေးကိုဖက်တွယ်လျက်ကန်ဆိုးသူမိတ္တဝိနကမှာရေမျောရာသို့လိုက်ပါနေရတော့၏ဘဲတောင်ဘဲကန်ဘဲစကန်းကိုဆိုက်ကရောက်ရှိလာမည်ကိုသူမသိမျောလင်းကျက်မဲစွာလိုက်ပါလာခဲ့ရာမမျောလင့်ပဲကျွန်းကန်မာတစ်ခုမှကမ်းမိလေတော့တယ်သူဝမ်းမြောက်ဝမ်းသာဖြစ်သွား၏သူမသိနိုင်တော့ပြီသူရောက်သွားခဲ့တဲ့ကျွန်းမာတော့ဝိမာနိကပိတ္တာတို့ရဲ့နေရာဖြစ်တော်တယ်ထိုပိတ္တာတို့သည်နေဆန်ညာခံ ညဆန်နစ်ခံရတဲ့ပိတ္တာများဖြစ်ကြလေ၏မြေသူတို့နေ၍မြေသူတို့အရက်ဖြစ်သည်ကို သူမသိဆာလမုသိစွာဖြင့်ကျွန်းပေါ်သို့သူတက်လာခဲ့တော့တယ်ပထမဆုံးတွေ့လိုက်ရသည်ကဖဲရောင်တပြောင်ပြောင်လင်းလက်နေတဲ့ဗိမာန်တစ်ခုဖြစ်လေတယ်ထိုဖဲဗိမာန်အတွင်သို့လမ်းဝင်လိုက်တယ်ဟာနတ်သမီးလေးတွေလာမျိုးစုံအောင်လာနေတဲ့နတ်သမီးလေးတွေကိုတွေ့လိုက်ရတော့တယ် ကာမဂုဏ်ကိုတောင့်တနေတဲ့နှသမီးများဖြစ်၍မိတ္တဝိနကာကိုတွေ့လိုက်သောအခါသူတို့နှင့်ပျော်ပါးရန်အတွက်မြူဆွလာတယ်။တဘောကြကျင်းနာစွာနဲ့နှသမီးလေးများနှင့်ပျော်ပါးရန်အတွက်လိုက်သွားတော့တယ်။ထိုနှသမီးများကနေဘက်တွင်နှစည်းစိန်ကိုခန်းဆိုင်ဆန်းဆိုင်၍ညဘက်မှာတော့ငရဲခံကြရတဲ့ပိတ္တာများသာဖြစ်တော့တယ်။နေဘက်ဖြစ်၍သူနှင့်ကာမဂုဏ်ခန်းစားနေတော့တယ်။ညဘက်ကိုရောက်တော့နှသမီးများကသူ့ကိုထားခဲ့ပြီး ငရဲခရင်ပိတ်တာဖြစ်ကအပြင်းတို့ထွက်သွားရလေတယ်မိတ္တဝိနကမှာညအမောင်အောင်တယောက်တည်းမနေလို့ဘယ်ဘိတ်ဘယ်မှထွက်ကရှေ့သို့ဆက်လျှောက်လာပြန်နေဘယ်ဘိတ်ဘယ်မှလွန်းသောငွေဘိတ်မှန်တစ်ခုကိုတွေ့ရ၏ငွေဘိတ်မှန်ထဲဝင်လိုက်သည်ငွေဘိတ်မှန်တစ်ခုပါလားဝင်ကြည့်ဦးမအလိုလာလိုက်တဲ့နတ်သမီးတွေရှေ့ရောက်တော့မှလားသူနဲ့သမီးများမှလည်း နေ့တွင်ဆံရပြီးညတွင်ခံရတဲ့ဝေမာနိကပိတ္တနတမိများဖြစ်ကြ၏ပိတ္တမများကသူ့ကိုလိုက်လဲပြူကကျူစုကကာမဂုံပျော်ပန်းရန်ခေါ်သွားတော့တယ်အလိုကြီးစွာ အာတာဆန္ဒပြင်းထန်လာတဲ့မိတ္တဝေနကအတွင်မူချုံမောလပ်ပါတဲ့နတမိများကိုနှင်းချိုက်စွာဖြင့်လိုက်ပါသွားတော့တယ်ဤသို့ဖြင့်ထိုတညကုန်ခဲ့ရပြန်တယ်အာယုံရောင်ကြီးလာတော့ထိုပိတ္တများငရဲခရင်ထွက်သွားတော့တယ်မောင်ကြီး ဒီကနေဘဲမှမသွားနဲ့နော်။ညမိုးချုပ်တာနဲ့ကျမတို့ပြန်လာခဲ့ကြမှာ။ဗိတ္တာမများမြေတို့ပြည်မာကြားခဲ့စီကားမူမိတ္တဝိနကမှာတော့ရှေ့ဆက်မတူပဲမနေနိုင်တော့ရှေ့သို့ဆက်သွားသည်။ရှေ့၌ရွှေဖိတ်မှန်ကိုတွေးခဲ့ရပြန်နေ။ထိုဖိတ်မှန်၌က36ရောက်သောဗိတ္တာနဲ့သမီးများကို တွေ့ရပြန်နေ။ပျော်ပါခဲ့ပြီးဆက်ထွက်ခဲ့ရမှာဗရမ ्या ဗိတ္တာတစ်ခုစီရောက်ပြန်နေ။ ပိတ္တာနတ်သမီး30ယောက်နှင့်တွေ့ပြန်၍အကျေနတ်ကြီးပြောပါပြန်နေထိုနတ်သမီးများငရဲခရင်ထွက်သွားကြပြန်သောနောက်ထ64ယောက်များတွေ့ရလိမ့်မလားဟုသောအတွေ့ဖြင့်ဆက်၍ထွက်လာပြန်နေဗိမ္မာန်တစ်ခုမှမတွေ့ရထိုအခါကျမှသူဝန်းစာမန်တတိယရေတခုခုစားတော့ရန်အတွေ့အစာရှာလိမ့်မည်ဟုကြံစီလီတော်တယ်ထိုဒေသ၌နေသောဘလူမတကောင်သည်လည်းအစာရှာရန်ဟူသောရည်ရွယ်ချက်ဖြင့်စိတ်မယောင်ဆောင်ကနေ၏ ဟာရှေ့မှာစိမတကောင်ငါဖန်းစားမှာပဲသူသည်စိမကိုဖန်ရန်တိုးတိတ်စွာအနားကပ်သွားပြီးခြေကိုဆွဲကင်လိုက်တော့တယ်ရန်သူဟုတိတော့အခါစိမအတွင်မှဘလူးအတွင်သို့ယောက်ကြီးကူပြောင်းသွားကမိတ္တဝိနကဤခြေနှချောင်းကိုဖမ်းမိသွားတော့တယ်ဒေါသဖြင့်တအားကုန်လွဲကပြစ်လိုက်တော့တယ်မိတ္တဝိနကအတွေ့ကံဆူကံကောင်းမဆူတာပင်ဘာနတိမြို့ရဲ့အပြင်ပဲရှိ စူးကြုံတစ်ခုပေါ်ကိုပြုတ်ကျမေမျောနေရတယ်။ထိုစူးကြုံတစ်ပြေးမှာတော့စိတ်တကောင်အစာစားနေ၏။စိတ်ကိုဝိုင်းဝန်းချောင်းမြောင်းကြည့်နေကြသည်ကဘရင်ရဲမဲများ၏မျက်လုံးများပင်ဖြစ်တော်တယ်။ဘရင်စိတ်များပျောက်လွန်၍စိတ်တကောင်ကိုတီးကစိတ်တခုကိုဖန်ရန်စောင့်မြော်နေကြခြင်းမင်းထိုအခါသူတတိယလာ၏။ဟိုဟိုတူတူလိုက်ကြည့်လိုက်ရမှာတော့အနီနာမှာစိတ်တကောင်ကို တွေ့ရပြန်တယ်။ဟာပွားပြန်ပြီ။ဒီအကောင်ကိုဖမ်းမှာပဲ။ သူစိတ်ရခြင်းအကြောင်းကိုဖမ်းယူလိုက်၏စိတ်အော်တန်ကြောင်းရဲမဲများလှုပ်လှုပ်ရှားရှားဖြစ်သွား၏သူတို့မြေဝါးထင်ထင်၌စိတ်တခုကိုတွေ့ရလိမ့်မည်ဟိတ်ကောင်စိတ်တခုမပြင်းနဲ့သူလည်းပြင်းရန်ပြင်းတော့လဲမလွတ်တော့ပြီရဲမဲများကသူ့ကိုဝိုင်းထားလိုက်ပြီဟဟဘယ်ရမလဲကစိတ်တခုကိုလက်ပြန်ကျုပ်တော့ဘရင်ရှိတော့သိမယ်ကျွန်တော်တခုမဟုတ်ပါဘူးဘာတခုမဟုတ်ရမှာလဲကဲကွာမိတ္တဝိနကဘုရားမတည်လုံပြီးနောက်နိုင် ပစ္စည်းမှဘဝိကံနောက်ဆုံးဘဝရီမူလောတကတိတာအဖြစ်တဝိထိမြို့အနီးရွာကြီးတရွာတွင် ဝင်စားခရလေးတယ်နောက်ဆုံးဘဝကိုဖြတ်တောက်ဖြစ်ချူကသင်္ခါရတနိဗ္ဗာန်ရွှေပြည်မြတ်ကိုရောက်ရမည်ယဟန္တာဖြစ်ရတော်လေတဘဝလုံးမှာ သူ့ဆရာရှင်သာရိပုတ္တရာကိုရိုမြတ်ကြီးဇွခံပြီးတော့စတုမတူစွန်ကိုတကြိမ်သာဝဝဖုံးပေးခဲ့ရ၏ဤဒီမှာမနာလိုဝန်တိုးမှုကြောင့်ဘဝများစွာခံခဲ့ရသည့် ဣဒ္ဓမစ္စယအကျိုးပင်တည်တောအကြောင်းနေဟံဘုရားကအနည်းနှထောင်ကြင်ကြံခဲ့တဲ့ဝိပဿနာဉာဏ်တော်သည်ယဟနာတပါအပေါ်မှာပြစ်မှားခင်ပြီးတဲ့မနာလိုဝန်တုံမှုကြောင့်ဘဝများစွာခံခဲ့ရသည်ကို သင်ခန်းစာယူကြရသည်ဣဒ္ဓကမနာလိုမှုမစ္စယကဝန်တုံခြင်းထို့ကြောင့်မနာလိုဝန်တုံခြင်းဣဒ္ဓမစ္စယကို အထူးရှောင်ရှားနိုင်ကြပါစေကုန်။ ပရိသတ်များရှင်အခုဖပြတင်ဆက်ခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဖပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါ